ကိုယ်ဆောင်နှတ်ဆိုတာတကယ်ရှိမရှိနဲ့ရှိခဲ့ရင်ခန္ဓာကိုယ်ဘယ်လိုဆောင်လျှောက်သည်မိသည်နှတ်အမျိုးတွေမှာပါဝင်သည်ဆိုသည်ကိုပြောကြပေးပါဗျာတဲ့စာထဲမှာတော့ဒီလိုရေးတာကိုယ်ဆောင်နှတ်ဆိုတာဒီတော့အတ္တကစတုထွာရဆက်အဲ့ဆက်မှာလေကိုယ်ဆောင်နှတ်ကိစ္စလေးတွေပါတယ်ပေါ့နော်ကိုယ်ဆောင်နှတ်ဆိုတာအဲတာဝန်ရှင်မကင်းလို့ကိုယ်နဲ့အတူလာနေတာဖြစ်ပါလိမ့်မယ် ဒီလိုပဲဖြစ်မှာနတ်ထဲမှာတော့သူကနတ်ဟိုစတုမာတဲ့နတ်ထဲပါမှာပေါ့ဒါတွေကမမြင်ရလို့ခွန်ကြီးတို့လည်းကိုဆောင်နဲ့ဘယ်သွားနေတုံးလို့တစ်ခါတလေကြစဉ်းစားမိတယ်ပေါ့နော်အဲ့တော့သူကစောင့်နေဆိုတဲ့နေရာမှာယုတ်ကဆိုးတို့ဘုံမဆိုးတို့အိမ်ဆောင်နတ်တို့ဘာလို့ပြောတာသူတို့ကိုတမင်ဂျူတီချထားလို့လားစောင့်တာမဟုတ်ဘူး ကိုနဲ့သူတို့နဲ့ကန်းဆောင်လို့သူကလည်းဒီနေရာမှာနေတာကိုကလည်းဒီနေရာမှာနေတာဒါလောက်ပါပဲဒီလိုပဲသဘောထားတယ်ဘုန်းကြီးတို့ကိုယ်ထဲမှာဒီပိုးမျိုး80တောင်ရှိတာပဲနော်စာပေရဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲမှာပိုးမျိုး80ရှိတယ်ဆိုတာသိတယ်အကောင်ကြီး80ကြားတာမဟုတ်ဘူးအခုကဟိုစီပိုးပြီးပိုးကြဒီကများတော့တောင်းရှိတယ်ဒါပိုးမျိုး80ဆိုတာ ခန္ဓာကိုယ်ထဲမှာရှိတယ်လို့ဆိုတာတက်ရှိတတ္တဝါတွေခန္ဓာကိုယ်ထဲမှာရှိအဲ့တော့ဒါဟိုတမ္မာမျက်စိနဲ့လည်းမမြင်ရဘူးရှိတယ်ဆိုတာဆရာဝန်တွေကပြောရင်လည်းသိရမှာပေါ့နော်ဒီအဲ့လိုမျိုးပဲကိုယ်နဲ့မိပြီးတော့ဆက်ဆက်ပြီးဖြစ်နေတဲ့တရားတွေဆိုတော့လောကမှာရှိမှာပဲဒါဘုန်းကြီးတို့ငယ်ငယ်တုန်းကတန်းတွေကိုမှီလိုက်သေးတယ်ကိုအင်ကြီးကတန်းတွေအများကြီးပဲ အဲခုချိန်တည်းအောင်တချို့ရက်တွေမှာတန်းတုတ်နေတာတွေ့သေးတယ်နော်ခေါင်းထဲမှာတန်းရှာတယ်ဆိုရင်တွေ့နေသေးတယ်အဲတော့ဒါတွေကကိုယ်နဲ့မကင်းမကွာကိုယ်နဲ့ဆက်ဆက်ပြီးဖြစ်နေတာတွေရတော့ရှင်းနိုင်ပါတယ်ပေါ့ရှင်းနိုင်ပါသို့တော့ तू ကကိုယ်တမင်ဆောင်တာတော့မဟုတ်ဘူးကိုယ်ကတမင်ဆောင်ကိုယ်ကကော်ပီလေးတိုက်ပါလေးတိုက်ရင်တော့မိတ်ဆွေဖြစ်မှာပေါ့ဒါအဲ့လိုမိတ်ဆွေဖြစ်အောင်တော့လုံတဲ့နာဟုတ်မိတ်ဆွေဖြစ်အောင်လုံတဲ့နာကိုယ်ကိုယ်တိုင်နဲ့ သူ့ကိုပြီးတိုက်တာနဲ့တခြားစီပဲနော်ကိုယ်ွယ်တယ်ဆိုတာသူပြောတဲ့စကားနားထောင်သူခိုင်းတာလို့ဒါမှကိုယ်ွယ်တယ်လို့ခေါ်တာအဲ့တော့ကိုကညဆောဗျာဟောတဲ့အတိုင်းပဲဒီကုသကောင်ကိုလှုပ်တိုင်းလှုပ်တိုင်းသူတို့မေတ္တာလေးပဲပို့ပေးလို့ရှင်သူတို့ကသူတို့မြင်ပြီးတော့ကိုမမြင်ရတဲ့အရာကိစ္စတွေပါလေဆိုရင်သူတို့ကကိုဆောင်ရှောက်မယ်ပေါ့ဒီလိုအဓိပ္ပာယ်မျိုးပါနော်ကိုလာပြီးတော့တမင်ဆောင်ရှောက်နေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးတော့မရပါဘူး သူမသိကုန်သည်ကိုလည်းတကားပိတ်ထွက်သူလည်းတကားပိတ်ထွက်ထွက်မှာပဲသူလည်းသူ့အိမ်နဲ့သူနေတာကိုလည်းကိုယ့်အိမ်နဲ့ကိုယ်နေတာပဲအမတ်တမဲနေအမတ်တမဲပဲရှိမှာပဲဒီလိုကတော့နော်အဲ့တော့အဲ့သူနဲ့ကိုယ်နဲ့မိတ်ဆွေဖြစ်အောင်ခဏလိုမေတ္တာလေးပို့ပေးရနော်ဒါမိတ်ဆွေဖြစ်လာတာတိကျတယ်မိတ်ဆွေဖြစ်လာဖို့ရှိတယ်ဒါစာထဲမှာတော့ရှိတယ်လို့ပြောတာပဲတခါမှတော့မြင်ဘူးအမျိုးအနွယ်ကတော့စတုမာတဲ့အမျိုးအနွယ်လို့ခေါ်မှာပေါ့ အာလောဟန်တတ်တဲ့အာလောဟဟိုတာဝရိန္ဒာရဲ့အောက်နေရစတုမာရဲလို့ပဲခေါ်တာပဲလေခေါ်တမင်းကြီးလေးပါးရဲ့အုပ်ချုပ်မှုအောက်အကုန်ရှိတယ်ဒါပေမဲ့တမင်းကြီးလေးပါးအုပ်ချုပ်တယ်ဆိုရင်လည်းသူတို့အကုန်အုပ်နိုင်တာမဟုတ်ဘူးထော်လောက်ကန်းလန့်နေအများကြီးရှိသေးတယ်လူတောင်မှထော်လောက်ကန်းလန့်အများကြီးရှိတာအကုန်မမအုပ်နိုင်တာနတ်တွေလည်းသူတို့မှလည်းဒီပြဿနာရှိတယ်ဒါကြောင့်တန်ချေချင်းကအဝေးပို့ပြရတယ်ဆိုတာရှိတယ်လေ ဟိုအတဏ္ဍရိယတုတ်ဆိုတာပြည့်ကြီး၁၇တုတ်ထဲမှာအတူလေးခြုံပြီးတော့ဟောထားတာအဲ့ဒီအတဏ္ဍရိယတုတ်ဆိုတာဝိတ္တနာမင်းကြီးကအမိန့်ထုတ်ပြန်တဲ့တုတ်ကြီးအရာကြီးမိန့်ထုတ်ပြန်တာဖရာတရားတန်ခါယရဏသုံးဟောစိက္ခကုံးဝယ်တဲ့ပုဂ္ဂိုလ်နာကိုတဲ့မယောင်မလဲနဲ့ခပိုက်နိုင်မလို့ချင်ကတ်တဲ့နတ်ပေါ့အဲ့ဒီနတ်မျိုးတွေ့ရင်တရင်ပေးတဲ့ပေးရင်အဖမ်းဆိုတော့ဒီလိုဆုံးလို့လားတရင်ပေးခိုင်းတာဟာလား ရားနာမအဲ့ဒီဒီယဟန်လေးတို့ဥပတကာတို့ဥပတိကမတို့နာကိုနှိပ်စက်မဲ့အကောင်းတဲ့စိတ်နဲ့ချောင်းပြီဆိုလို့ရှိရင်အဲ့ဒီကောင်ဖမ်းတယ်သရင်ပေးတဲ့ရှားတဲ့နတ်တွေသရင်ပေးပေးရင်အဲ့ဒါကိုအေးယူမယ်လို့ဒီလိုပြောတဲ့တုတ်အဲ့ဒီတုတ်ကနော်အဲ့တော့တို့ရဲ့အုတ်ချုပ်ရေးပိုင်းကဆိုင်ရာထုတ်ပြန်ထားတဲ့အတိတ်အတဏတဆိုတဲ့သူ့ရဲ့မြို့တော်မှာထုတ်တဲ့မိန်ကုံးမှု ထုတ်ပြန်ခြင်းမှုအတဏတိယလို့ခေါ်တာ ဝိရဏမကြီးရဲ့မျိုးတော်အတဏ္ဍာမျိုးတော်လို့ခေါ်တယ်။အဲ့ဒီမျိုးတော်မှာထုတ်ပြန်တဲ့အမိတ်အတဏ္ဍာတိယအမိတ်။ဒါပေမဲ့လို့လူတော်မှလည်းအမိတ်ထုတ်ထားပြီးတော့လှုပ်ချင်တဲ့ကောင်လှုပ်နေတာပဲလေ။အမိတ်ထုတ်တာထုတ်တာပဲရှိတာ။အဲ့တော့မိမဖမ်းချင်မှပေါ့မမိဘယ်ဖမ်းလို့ရမလဲ။နတ်တွေလည်းဒီလိုတော့ရှိပါနော်။လူတွေတောင်ရှိသေးတာ။